ကက်စကာစီကိုဖုတ်ကောင်တွေရှောက်လာပြီမြေပေါ်မှာအယောင်တောက်နေတဲ့မကောင်းဆိုးဝါးကိုမြင်ပြီးဖုတ်ကောင်တွေရဲ့ဝိညာဉ်တွေထွက်သွားကြပါတယ်။နီနာကတော့မကောင်းဆိုးဝါးတွေကိုသတိမထားလိုက်မိပဲမှောင်လာတာကြောင့်အီလင်းကိုခေါ်ပြီးတဲစီပြန်လာခဲ့ပါတယ်။နီနာနဲ့အီလင်းတို့ရောအမှောင်ထဲကနေတခုခုကစောင့်ကြည့်နေပါတယ်။အီရှိဒိုတို့တယောက်သတိမရကနေနိုးလာတဲ့အခါမှာတော့လှဲပင်အပြည့်အစီအချိုးပဲ့တွေကိုတွေ့ရတာကြောင့်တိုက်ပွဲဖြစ်ခဲ့တာကိုပြန်မှတ်မိသွားပါတယ်။ တဆက်ထဲမှာပဲ gas ကသူ့ကိုထားခဲ့ပြီးတကူရောလစ်သွားတာကိုသိရလို့ဇွတ်လိုက်ပြန်ပါတယ် gas ကသူ့သွားရမယ့်ခီးကိုပဲအချိန်မပြတ်အတင်းသွားနေပြီးနတ်တငယ်လေးကတော့ ishiduro တယောက်တည်းကြံ့နေခဲ့လို့ဘာများဖြစ်နေမလဲဆိုပြီးစိတ်ပူနေပါတယ်အချိန်နဲ့ပြေးနေတဲ့ gas ကရုတ်တရက်သူ့မျက်စိရှိရအရာတစ်ခုကြောင့်ရက်လိုက်ပါတယ်ဘသူကြီးလဲလို့နတ်တငယ်ကမေးတော့မိတ်ဆွေဟောင်းတယောက်ပါဆိုပြီးပြန်ဖြေလိုက်ပါတယ်ရောက်ပါလို့ခံမှန်းဖို့အတွက်၅စက္ကန့်အချိန်ပေးပါမယ် ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့မိတ်ဆွေကြီး Sky Night ပါရုံးကန်သူကြီးမင်းကြည့်ရတာကြမ်းမာပုံပဲမိတ်ဆွေတစ်တည်းဘာရင်နဲ့ပါလားလို့နှုတ်ဆက်တော့မတွေ့ရကြပြီဖိုးကြီးခမရဒီမှာဘာလာလုံနေရလဲလို့ Gas ကပြန်မေးလိုက်ပါတယ်ငါဝိညာဉ်လောကသားတွေရဲ့ရန်သူလေးကွာဘာကြောင့်ဒီကိုရောက်လာတယ်ထင်လို့လဲဒီအနီးနားတဝိုက်မှာတမန်တော်ရှိလို့လားမဟုတ်မှလွဲရော့ God Hand နေရောက်နေကြရလားမင်းလေအိမ်မထဲမှာတောက်ပနေတဲ့သိန်းငယ်ကိုတွေးခဲ့ရပဲမဟုတ်လားရုံးကန်သူအဲ့ဒါဟာဗျာဒိတ်ပဲနေချက်ချင်း နေချက်ချိန်နဲ့ဆင်တူတဲ့ပွဲတော်တစ်ခုဖြစ်လာတော့မယ်လို့စကားနိုက်ကပြောလိုက်တာနဲ့ဂက်စီရဲ့ရုပ်ကချက်ချင်းပြောင်းသွားပြီးအဲ့လိုမျိုးအဲ့လိုမျိုးထက်ဖြစ်အောင်မလားလို့ရေရွတ်လိုက်ပါတယ်ကံမကောင်းစွာနဲ့ပဲဒီပွဲတော်ရဲ့ရလက်ကိုပြောင်းလဲနိုင်တဲ့နီလန်ကဘယ်သူမှမှမရှိဘူးဒါဆိုရင်ရလက်ကအရင်တစ်ခါအတိုင်းဖြစ်လိမ့်မယ်လို့ခမရကပြောချင်တာလားငါတို့နှစ်ယောက်လုံးဒီမှာရှိနေရဆိုတာနဲ့ပြောစရာမလိုပဲတည်တည်နေပြီးရုန်းကန်သူငါတို့ကကံကြမ္မာကြော့ကွင်းထဲမှာပိတ်မိနေကြတဲ့သူတွေပဲလို့စကားနိုက်ကပြောတော့ခမရပြောတဲ့ကံနေအရေးကြီး ကျုပ်ကဂယူဆိုင်မထင်လို့လားအဲ့ဒီတော့ကခမရဲ့စွမ်းကိုအကူခဲ့ရတာမှန်ပါတယ်ဒါပေမဲ့ဒီတစ်ခါတော့ကျုပ်ရဲ့ကိုယ်ပိုင်စွမ်းအနဲ့သူ့ကိုရအောင်ခင်မယ်လို့ gas ကကျုံဝါလိုက်ပါတယ်ကောင်းတယ်တိတ်ကောင်းတယ်အဲ့ဒီအမှတ်သားကလည်းမင်းကိုကူညီပေးနိုင်လိမ့်မယ်တခုတော့ကြံပေးလိုက်မယ်မင်းချစ်ရတဲ့သူတယောက်ထက်မပိုစီနဲ့လို့ sky night ကသူ့ထုံးစံအတိုင်းမရှင်းမရှင်းနေပြောရင်ထွက်သွားပါတယ် fanny's တယောက်စွပြုတ်ဒီအသားခင်ပေါင်းမုံနေဖွဲ့ဖွဲ့ရရရှိရမနဲ့စာကိုမစားနိုင်မင်း ကလေးမီရဲ့အတန်းဒီရုပ်တီကိုအတွေးထဲမှာပြန်မြင်အောင်ကြားရောက်နေပါတယ်။မလန်မကန်းဟာဂျေရုံးနဲ့တက်သားတွေကတော့ဟာရုတမူဖန်နီစ်ကဘာလို့ Father Morgan's ကိုအဲ့လောက်ကြီးတောင်ခါရနေရတာလဲကွာ။တော်တော်လေးကိုယုံကြည်နေတာပဲ။ပြီးတော့ဟိုဆောက်ဘောကောင်အားရောဘာလို့လက်နဲ့အရာရှိဖြစ်နေရတာလဲ။ဟာရုစီမှာဒုက္ခတဲ့ရေတွက်တွေလည်းတိုးလာနေပြီဆိုပြီးအချင်းချင်းပြောနေတာကိုဖန်နီစ်တယောက်ကြားနေရပါတယ်။ဆက်ပြီးစားကြံစိတ်လည်းမရှိတော့တာနဲ့ဖန်နီစ်တယောက်ထွက်လာပြီး မော့ဂက်စ်ရဲ့နောက်လိုက်နှစ်ကောင်ကြီးကန်းနေနဲ့ကျင်ကျင်နာနာနေနေတာကိုတွေ့လို့အံ့ဩသွားပါတယ်။နှုတ်သီးခေါင်းစွန်းနဲ့ကောင်ကိုပါထက်တွေ့ရပြီး Father Morgan's ဘမလဲလို့မေးတော့ဝတ်ပြုတဲ့နေရာမှာပါဆိုပြီးခေါ်သွားပါတယ်။မနေ့ကလန့်သွားလာတက်မှုကျွန်တော်တို့အားလုံးကပုံမှန်သွင်ပြင်ကြောင်းနှိပ်စက်ခံခဲ့ကြရတဲ့သူတွေပါ။နှင်ထုတ်ခံရတယ်။မကောင်းဆိုးဝါးရီလို့ဆက်ဆံခံရတယ်။တချို့ဆိုတောအုပ်ထဲမှာတော့ပုံပြီးနေကြရပါလေလို့ပြောရင်းနဲ့လက်ကိုနေအောင်ကြီးရှိ ထုတ်လိုက်တဲ့အခါအနာကြီးယောဂါလိုမျိုးအသားပူတွေကပုံပြက်ပန်းပြက်ထွက်လာပါတယ် ကျွန်တော်ကရှားပါယောဂတခုနဲ့မွေးလာတာပါဒီဝိဆောင်သားမူထိုင်းလူနဲ့တောင်တူမှာမဟုတ်ဘူးလို့ပြောရင်သူတို့ Father Morgan's ကရှားတွေ့ခဲ့ပုံလေးခီယူနာထားဆက်ဆံပြီးဒန်းတူခွင့်ရေးပေးခဲ့ပုံလေးကိုပြောပြပါရည်ကျွန်တော်လည်းဒီလိုလူတွေကိုနှိပ်စက်နေရတဲ့လောက်ကိုဘယ်သဘောကျပါမလဲမပြောပါဘူးဒါပေမဲ့ဂုံယူပဲဒါဖျားသခင်ကကျွန်တော်ကိုပေးရတဲ့မြင့်မြတ်တဲ့တာဝန်ပဲလေလို့ပြောရင်းနေဝိပုကန်းစီကိုခေါ်သွားပါရည်ဝိပုကန်းလေးကိုရောက်တော့ Fanny's မျက်လုံးထပ်ပြူးသွားရပြန်ပါရည် မော့ဂက်စ်ကကျမ်းမြုံစောက်ခွက်နဲ့အားရပါးရတတိုင်းတိုင်းစောင့်တိုက်နေလို့ပါမော့ဂက်စ်ရဲ့တပည့်ဟာသူ့ဆရာဝတ်ပြုနေတာဖြစ်ကြောင်းဖာသာမော့ဂက်စ်ဟာမနေ့တကြိမ်ညနေတကြိမ်တနေ့ကိုနှစ်ကြိမ်အကြိမ်တစ်ထောင်စီဝတ်ပြုတာဖြစ်ကြောင်းပြီးခဲ့တဲ့ဆယ်စုနှစ်လုံးလုံးလည်းတကြိမ်လေးမှမပြတ်ကွက်ခဲ့ကြောင်းကိုရှင်းပြနေရင်နဲ့မော့ဂက်စ်လည်းဝတ်ပြုလို့ပြီးသွားပါတယ်အခုဆိုရင်မော့ဂက်စ်မျက်နှာကြီးဘာကြောင့်ကုပါတုံးပုံဖြစ်နေပြားနေရလဲဆိုတော့ရောက်ဖောက်နားလေသွားပြီးထင်ပါတယ် တခုဝင်ပြောချင်တာကဒီ Versa တဲ့ဘာသာရေးဟာစမ်းစာတွေဖာသာတွေပါနေလို့ခရီးယန်နဲ့ဆင်နေပြီမြဲခရီးယန်မဟုတ်ပါဘူးတသက်အစာရေးသူဖန်တီးထားတဲ့ဘာသာတခုပါပဲကျွန်တော်ကတော့ Versa ကိုကျွန်တော်နီးကျွန်တော်ဟန်တိုင်းမယ်အကောင်းဆုံးဖြစ်အောင်ရတမြအောင် recap သွားမှာဖြစ်ပြီးဘယ်ဘာသာကိုမှစော်ကားလို့စိမ့်မရှိပါဘူးလက်တွေ့အပြင်ကပါဘာသာတရားအားလုံးအပြည့်အဝလေးစားမှုရှိပါတယ်ဇက်လန်းကိုပြန်ဆက်ရရင်တော့ Fanny စာသူ့မျက်စိရှိရနာကျင်တဲ့သူတွေပြီးတော့လက်အောက်ခံတက်တာအချို့ရဲ့ပြောစကားတွေကြောင့် သူလုံနေတဲ့တာဝန်တွေလောက်ရက်တရားမှန်လားမှားလားမသိတော့ကြောင်းမော့ဂက်စ်ကိုပြောပြနေပါတယ်မော့ဂက်စ်ကတော့အများအုပ်ကဲဖို့အ ਨੇ စုကိုစွန့်လွေရကြောင်းဘာသာရေးတာဝန်တွေကဒလိုပဲခက်ခဲတဲ့ကြောင်းနေပြီးတော့သူကိုယ်ရန်ဝတ်ပြုရာကနေရတဲ့နာကျင်မှုတွေကိုတောင်လူလူလာလာသဘောကျမျက်နှာကြောင်းဘာပဲဖြစ်နေနေဖျားသခင်အတွက်လှုပ်ဆရာရှိတာကိုဆက်လို့ရမှာဖြစ်ကြောင်းဖျားသခင်ကိုမေးခွန်းမထုတ်ရကြောင်းယုံကြည်မှုအားမရောတဲ့ကြောင်းတွေကိုတရားထပ်ဟောပေးလိုက်ပါတယ်ဒီချိန်မှာလေမျက်လုံးတစုံကသူတို့ကိုစောင့်ကြည့်နေပြန်ပါတယ် သူ့ရဲ့ဝေစုကိုအိမ်နီးချင်းနေစီပေးရင်းနဲ့ကမြင်းနဲ့အီလင်းကိုလိုက်ထိန်ပေးနေရတဲ့နီနာစီကိုတော့ကောင်းလေးတယောက်ကရောက်လာပါတယ်။ရှင်ပါလာလို့တာလေယိုဝါခင်။ကျမဘာဖြစ်နေလဲရှင်သိရမလား။တိနေရဲ့နဲ့တော့ကျမရဲ့ဝန်ဆောင်မှုကိုလိုချင်နေသေးရလားဆိုပြီးနီနာကစိတ်ထဲကမပါပေမဲ့သစိမ်းဆန်ဆန်ပြောပြလိုက်ပါတယ်။ကိုကမင်းကိုစိတ်ပူလို့ပါဆိုပြီးယိုဝါခင်ကပြန်ပြောတော့ရှင်အဲ့လိုကြင်ကြင်နာနာပြောရင်တော့ကျမရှင်နဲ့မအိပ်ပေးနိုင်ဘူးလို့ပြောပြီးသားပဲ။ရှင်အဲ့လောက်တော့တတ္တိရရှိနေရလား။ ဒါဆိုရင်လည်းညတကောင်ခေါင်းလောင်းထိုးတဲ့အခါမြေကမ်းပါကိုလာခဲ့ပါဆိုပြီးနီနာမျက်လုံးချင်းကြည့်ပြီးပြောလိုက်ပါတယ်။တကယ်ကြီးတကောင်ရန်ရောက်တဲ့အခါမှာယိုအာခင်ကရောက်နှင်ပြီးသားဖြစ်နေလို့နီနာဟန်မဆောင်နိုင်တော့ပဲပြေးဖက်လိုက်ပါတယ်။ရှင်ကျမကိုတကယ်ချစ်တာလား။ကျမနဲ့အတူငရဲကိုလိုက်နိုင်လို့လားဆိုပြီးနီနာကမေးတော့မင်းနဲ့သာဆိုရင်လိုက်ရဲပါရဲ့လို့ယိုအာခင်ကပြန်ဖြေပါတယ်။ဒီလိုနဲ့နီနာယိုအာခင်ကိုတနည်းအားစီဥဆောင်ခေါ်သွားပါတယ်။ ညသကောင်ချိန်ဤနီနာရုတ်တရက်ထသွားတော့မြင်လို့နောက်ကနေတိတ်ဆိတ်လိုက်လာတဲ့လူကာကလည်းသူတို့နှစ်ယောက်ကိုဆက်ပြီးစောင့်ကြည့်နေပါတယ်။ပြဿနာတစ်ခုရှိတာလူကာရဲ့နောက်မှာနောက်ထပ်အုံနောက်မမှန်နဲ့ဤလင်းရပါထပ်ပြီးပလာတာပါ။နီနာနဲ့ယိုဝါခင်တို့ကတော့မကြမီတခြားလူတွေနဲ့ပါရုံးမိသွားပြီးသူတို့ဥတီနေတဲ့နေရာကိုလှမ်းမြင်နေရပါပြီ။အလဲမှာမီးဘုံကြီးတစ်ခုနဲ့အိုးကြီးကိုပပွက်ဆူအောင်တဲနေပြီးလူတွေကအဝတ်မပါဖင်ပြောင်းနဲ့မီးဘုံကြီးကိုဝိုင်းကြီးပပတ်ဒူဝေဝေလှုပ်နေပါတယ်။ လူခန္ဓာကိုစိတ်ကောင်းတဲ့ကောင်အနားမှာလေမိမရီယာခစားနေကြပါတယ်ဒါရီယာရောဖန်နီစတိုမော့ဂက်စတိုလိုဘာသာရေးတပ်ဖွဲ့ဝင်တွေလိုက်ရှာပစ်ပေးနေတဲ့ဒိဋ္ဌိဆိုတဲ့ကောင်နေပါလူကာဒါရီအားလုံးကိုမြင်သွားပြီးနီနာဒီကောင်မလေးကတော့ငါထင်ထားတဲ့အတိုင်းဖြစ်နေရပဲဒုက္ခပါပဲဆိုပြီးစိတ်ပူပြီးရေရွတ်လိုက်ပါတယ်နီနာနဲ့ယိုအာကင်းတို့ပါအဝတ်ပလာတွေဖြစ်ကုန်ပြီးစီးလွတ်သွားလို့ပြောနေကြပါတယ်ပြောလို့အားရတာနဲ့နီနာယိုအာကင်းကိုသူတို့ကိုးကွယ်တဲ့ကောင်စီခေါ်သွားပြီးအရှင်စိတ် သူ့ကိုဒိဋ္ဌိအဖွဲ့ဝင်ဖြစ်ပြောင်းပေးပါလို့တောင်းဆိုလိုက်ပါတယ်။ဒီမှာထူးဆန်းတာကစိတ်ကောင်းတဲ့ကောင်ရဲ့ဟာမွေတကောင်လိုဖြစ်နေပြီးယူဝခင်းတယောက်မွေပုံစံလက်ထီလေးကိုတစ်ချက်နမ်းလိုက်ရပါတယ်။ပြီးတာနဲ့နီနာကပကံတလုံးပေးဒါကိုတောက်လိုက်ရင်ရှင်လဲကျမတို့လူဖြစ်ပြီလို့ပြောလိုက်ပါတယ်။တနာစိတ်မွန်နေရဲ့ဟိုကောင်ကလည်းဘူးမတိဘာမတိနဲ့တောက်လိုက်ပြီးပါဇက်ထဲမှာတခုခုတက်နေတာကြောင့်ကြိလိုက်တော့လူသားလက်ချောင်းကြီးဖြစ်နေပါတယ်။လက်ထရပကံမှာလွတ်ကျသွားပြီးငုံကြည့်လိုက်မှနရွက်တီကလီစာရဲ့အယိုးတွေကိုပါတွေ့လိုက်ရပါတယ် ဒီ OE ဟာအခြားအရာမဟုတ်ပါဘူးလူသားတွေကိုထဲ့ချက်ထားတာပါယိုအာခင်းလည်းလန့်ဖြတ်သွားပြီးဇွတ်ထွက်ပြေးပါလေအစရောနီနာ တားဖို့လုပ်ပြီးမဲ့တားမရတဲ့ဆုံးသူ့ကိုဖမ်းအဲ့ကောင်ကိုတတ်လိုက်တော့လွတ်သွားပြီးငါတို့ကိုဖော်ကောင်လုလိုက်ရင်အကုန်သေးရလိမ့်မယ်ဆိုပြီးဇွတ်လိုက်ကြရင်းနဲ့ယိုအာခင်းတယောက်တော့အရှိန်လွန်ပြီးကြောက်ကဘာကနေပြုတ်ကျသွားပါလေဒါတော့အမြင့်ရင်ဆိုတော့ဒီကောင်သေးတော့ပါပြီဆိုပြီးဒိတ်တီတွေလည်းစိတ်ချလက်ချနဲ့ပြန်သွားကြပါလေ နီနာကတော့မတက်တာလို့တတ်ခိုင်းရပေမဲ့သူလဲယိုအခင်ကိုချစ်တာကြောင့်ငိုနေမိပါတယ်။အဲ့ဒီချိန်ခေါ်တန်ကြားလို့လှည့်ကြည့်လိုက်တဲ့အခါမှာလူကာရောက်နေတာပြစ်ပြီးလမ်းဖြတ်သွားပါတယ်။လူကာရှေ့ကိုတိုးလာတော့မလာနဲ့ရှင်ကျမနောက်မလာနဲ့။အော်လိုက်ရင်စောစောကလူတွေပြန်ရောက်လာမှလို့ဆိုပြီးခဲနဲ့ကောက်ထုလိုက်တာလူကာခေါင်းထဲနဲ့ပေါက်သွားပါတယ်။ဒါပေမဲ့ဂီယုမဆိုင်ပဲအနားကိုဆက်တိုးလာနေတာကြောင့်လူကာကျမရှင့်ကိုမုန်းနေရကြပြီ။ပြည်တန်စားခြင်းအတူတူသူတော်ကောင်းပုံစံနဲ့လာကောင်းပြနေတယ်။ ဟိုဟာတော့လုံဒီဟာတော့မလုံနဲ့ဆိုပြီးအမိတ်နေလာလာပေးနေတယ်ဆိုပြီးပြောနေပြီမြေလူကာကတော့ဘာမှပြန်မပြောဘဲနဲ့ပါးကိုသုံးချက်လောက်ချပေးလိုက်ပါတယ်ပြီးရနဲ့ဖင်းအောင်ပါဆယ်ချက်လောက်ရိုက်ဆုံးမှပြီးစိတ်ပူလိုက်ရတာအယူမလေးဆိုပြီးရင်ခွင်ထဲကိုထည့်ဖက်ထားလိုက်တော့နီနာလည်းငိုပါတော့တယ်ယိုအခင်းမြေအကြောင်းတွေကိုပြောပြဖို့လုပ်ပြီးမြေလူကာကအခုလောလောဆယ်တော့ဘာမှမပြောနဲ့အောင်လို့တာပြီးဖက်ထားလိုက်ပါတယ်လူကာကတကယ်တော်တဲ့အကြီးပီသားတဲ့ character တယောက်ဖြစ်ပြီးနီနာကတော့လူမုန်းအတော်များတဲ့သူဆိုတာကိုသိတာအောင်လို့ ကျွန်တော်ကစကားပြောခန်းနေပါမကြော်ဘဲနဲ့ပြောပြပေးနေတာပါယိုအခင်းမြေနောက်ကိုလိုက်ခဲ့တဲ့ဒိတ်တီတွေကတော့ကက်စကာကိုတွေ့သွားပြီးပက်တီကိုဆွဲဖြီလိုက်ပါတယ်ဘာလဲဟာဒီကောင်မလေးကဒီလောက်လှတာဘာလို့ပက်တီရေးစီးထားရတာလဲတကယ်အလှလေးပဲဆိုပြီးအဝတ်တွေဆွဲချွင်နေတဲ့ rape လုပ်ဖို့ကြိုးစားရတော့ကက်စကာက eclipse နဲ့ trauma တွေကိုပြန်တတိရပြီးကြောက်အလန့်အန်းနဲ့အတင်းယုံပါတယ်လူကာကပုံနေရကနေထွက်လာပြီးဝင်တားဖို့လုပ်နေချိန်မှာပဲကက်စကာရဲ့အမာရွက်ကသွေးတွေထွက်လာပြီးအမှောင်တုတွေကနေဖုတ်ကောင်တွေပါထွက်လာပါတယ် ြီးရနဲ့ဒိတ်ထီတွေကိုကြိုက်စားတက်စားရင်းနဲ့ကက်စကာဘာစားဖို့လို့တော့ရုတ်တရက်ပုံပြက်ပန်းပြက်မကောင်းဆိုးဝါးတကောင်ကကက်စကာရှိမှပေါ်လာပါတယ်မကောင်းဆိုးဝါးတွေလည်းဘာမှမလုပ်ရဲတော့ပဲပျောက်သွားကြပြီးမသေးပဲကြံခဲ့တဲ့ဒိတ်ထီတွေကတော့ကက်စကာကိုဆုံးမဆိုပြီးကိုးကွယ်ကြပါတယ်လူကာနဲ့နီနာတို့လည်းဒီအဖြစ်အပျက်ကိုမြင်လိုက်ကြရပါတယ်အောက်မှာပြုတ်ကျနေတဲ့ယူဝါခင်းကိုတော့အမှောင်တို့တွေကနေဒီစုံတစ်ခုကလှမ်းဆွဲနေပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပေးသွားကြပါဦး